ဖော်ဂူဆန်ဝင်းကားတို့နဲ့ညစာတူစားကျင်တဲ့ခွာယူလာစံချင်နေဆိုတာချိုးဖို့တီးရှိနေတာဖြစ်ပါတယ်အရှိကနောင်တော့နေပြကြီးတွေတင်ရှိထားခဲ့တဲ့စံချင်တွေကိုတစ်ခုပြီးတစ်ခုအမိလိုက်နေတာကတော့မန်ချက်စတာစီးတီးနေပြကြီးဘက်ခွာယူလာပါ ဂွာယူလာအတွက်ခက်ခဲတဲ့ပရီးမီးယားလိဂ်ကလည်းလွယ်ကူရွေးရှင်းလို့နေခဲ့ပြီးအသည့်အသည့်သောအမြင်မှုတွေကိုတရားသိချင်းရယူနေပါရယ်ဂွာယူလာဟာအော်တိုဘာလနိုင်ငံတကာပိတ်ရမတိုင်ခင်အတိုင်းရရှိခဲ့တဲ့ဘရန်ဖို့နဲ့ပွဲစဉ်မှာနိုင်ပွဲ250ပြည့်သွားခဲ့ပါရယ်ဒီအမြင်မှုအတွက်ဂွာယူလာကစီနီယာနေပြကြီးတချို့နဲ့အတူညစာဆိုင်ဖြတ်တန်းခြင်းကြောင့်သူ့ရဲ့ဆန္ဒကိုပြောပြလာခဲ့ပါရယ်ဆာလက်ဖာဂူဆန်အောင်ပွဲပေါင်း404ပွဲကနေနိုင်ပွဲ250ပြည့်ခဲ့တယ်လို့အာဆင်ဝင်းကကလည်း423ပွဲနဲ့နိုင်ပွဲ250ပြည့်ခဲ့ပါရယ်ဂွာယူလာကတော့394ပွဲတည်းနဲ့နိုင်ပွဲ250ပြည့်ခဲ့တာကြောင့်တီမတ်တိုင်ကို များဆုံးရောက်ရှိနိုင်ခဲ့တဲ့နီးပြားကြီးဖြစ်လေဆန်ရင်တည်တံနိုင်ခဲ့ပါရီဂွာယူလာကတော့သူ့ရဲ့အောင်မြင်မှုမှာစီနီယာကြီးတွေကိုမေးမထားခဲ့ပါဘူးဂွာယူလာကကျွန်တော်တို့အားလုံးကိုညစာတူစားဖို့ဖိတ်ချင်ပါတယ်သူတို့နဲ့အတူဒဇက်ပွဲတဲ့ထိုင်စားရမှာကလည်းဂုဏ်ယူစရာပါပဲလို့ပြောသွားခဲ့ပါရီမင်္ဂလာပါမြန်မာကြီးနဲ့ဘောလုံးကစားချင်သူများအတွက်ဘော်ဒီဘက်လာပါပြီ ဂွာရီယူလာဟာမန်စီးတီးမှာယာတီ၁၀ခုကိုဖျက်တမ်းရင်းအမျိုးပြောသောပြိုင်ဘက်တွေကိုယင်ဆိုင်ခဲ့ရပါတယ်။ဂွာရီယူလာကတော့ဒီလိုအမြင်မှုတွေရရှိခဲ့တာကိုဝမ်တာမီကြောင့်ပြောပြခဲ့ပြီးဂနဝင်ကြီးတွေနဲ့အတူညစာစားပြတဲ့အခါအတိပေးမယ်လို့လည်းကတိပေးခဲ့ပါတယ်။ဖော်ဂူဆန်နဲ့အာဆင်ဝင်းကဟာသူတို့ရဲ့တက်ဆိုင်ရာအသင်းအသီးတီးကိုလှန်စရာတမိုင်းရှိအောင်ကိုယ်တိုင်ရေးပေးခဲ့ကြသလိုဂွာရီယူလာကလည်းမန်ချက်စတာစီးတီးမှာအနာဂတ်တစ်ခုကိုအုံညစ်ချပေးနေပါတယ်။ခေအောင်နဲ့ခစ်တဲ့နီစနစ်ဂရုကြီးတွေအတူဆုံစည်းကြတဲ့နေ့ဟာတမိုင်းဝင်နေနေဖြစ်လာမှာမို့တကယ်လက်တွေ့အကောင်အထည်ဖော်လာပါစေလို့ပဲပိတ်သက်တွေကဆုတောင်းပေးနေကြပါတယ်။ကြီးစုပေးခဲ့တာကျေးဇူးများတင်ပါတယ်။